နာကိုထက်ကနှလုံးကိုကျမ်းပါစေမဲ့အစအစာတွေကတော့အမတ်၁အစင်းရောင်ဟင်းကြီးဟင်းရွက်များဟင်းတုနယ်ကိုက်လန်ပန်းကော်ဖီစိမ့်စားတဲ့အစင်းရောင်ဟင်းကြီးဟင်းရွက်များမှာဗီတာမင်ကတ္တုဓာတ်နဲ့အမြင်တတ်များကျေဝါစွာပါဝင်ပြီးမလုံးကျမ်းမာရေးကိုအထောက်အကူပြုပါတယ်။နံပါတ်၂အစီထုတ်ထားတဲ့ပရိုတင်းဓာတ် ကြက်သားငါပဲအမျိုးမျိုးတို့ဟုစားတဲ့အစီနဲ့တော့ပရိုတင်းဓာတ်များကို ရွေးချယ်စားသုံးသင့်ပါတယ်။ငားမှာပါဝင်တဲ့ Omega 3 fatty acid တွေမျိုးလုံးအတွက်အထူးကောင်းမွန်ပါတယ်။နံပါတ်3တစ်ဒီများပန်းဒီတစ်တော်ဒီ blueberry strawberry စတဲ့တစ်ဒီများကတော့ပါဝင်သောသက်သွင်းပစ္စည်းများကနှလုံးရောဂါဖြစ်နိုင်ခြေကိုချော့ချပေးနိုင်ပါတယ်။နံပါတ်4ကြုံချမ်းနဲ့အမြင့်တက်ကျွဲဝတဲ့အစားအစာများကြုံချမ်းပေါင်မုတ်အုတ်ကြုံကွဲကာနဲ့ ပဲအမျိုးမျိုးစားတဲ့အမြင်သက်ကျေပါတဲ့အစားအစာများကကျွေးကျွင်းကိုလက်စတောတွေကို ထိန်းညှိပေးပြီးမျိုးလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။နံပါတ်5ကတော့အခွန်မာဒီမြဘာဒန်စိတ်တရားဒီဖယုံစိတ်စားတဲ့အခွန်မာဒီများမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အစည်းအဝေးများပါဝင်ပြီးမျိုးလုံးအတွက်အထောက်အကူပြုပါတယ်။နံပါတ်6တန်လွင်စီတန်လွင်စီမှာပါဝင်တဲ့ မွန်နိုအန်စတူရိတ်ဖတ်ဟာတွင်းတွင်းကိုလက်စောတွေကိုဆော့ချပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုဆော့ချပေးနိုင်ပါတယ်။နံပါတ်9ပေပီဆက်ပေပီဆက်မှာပါဝင်တဲ့အိုင်ဆိုဖလီဗင်ဟာတွင်းတွင်းကိုလက်စောတွေကိုဆော့ချပေးပြီးနှလုံးကျန်းမာရေးကို အထူးအထောက်ကူပြုပါတယ်။နံပါတ်10ချောကလက်အမဲချောကလက်အမဲမှာပါဝင်တဲ့ဖလာဗနွိုင်းဟာတွဲပောင်ချိန်ကိုထိညိပေးပြီး လုံးချမ်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။နံပါတ်6တစ်ဖက်စိမ်းတစ်ဖက်စိမ်းမှာပါဝင်တဲ့သက်သွေးစန့်ကျင်ပစ္စည်းများကတော့တွေးကြောများကိုချမ်းမာစေနိုင်ပြီးနှလုံးရောဂါဖြစ်နိုင်ခြေတွေကိုဆော့ရှပေးနိုင်တဲ့ချမ်းမာရေးကျေးဇူးကိုရရှိစေနိုင်ပါတယ်။နံပါတ်10ကတော့စက်တွန်ပူပါ။ကျွန်တော်တို့ရဲ့မိဖို့ကြောင့်အတိုင်းမှာရှိတဲ့စက်တွန်ပူဟာအလစင်ဆိုတဲ့တက်တခုပါဝင်ပြီးတွေးပောင်ချင်းကိုဆော့ချပေးပြီးနှလုံးချမ်းမာရေးကိုအထောက်အပံ့ပြုပါတယ်။